ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီရဲ့သေပေါ်ဘုစခန်းကိုဝေါ်လီစခန်းကနေစစ်ကူလာတဲ့အင်အား80ကျော်ပါစစ်ကြောင်းကိုတော်လိုင်းတပ်ပေါင်းစုကကြားပြတ်တိုက်ခတ်ရာမှာတေဆုံးသူများပြီး10ဦးကျော်လက်ရဖမ်းမိတယ်။လက်နက်များစွာသိမ်းမိတယ်လို့ Cobra Colon 2 Venom စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။မေ28မနေ့ပိုင်းမှာအဲ့ဒီစစ်ကြောင်းစုံစည်းမြိုင်ကျေးရွာအနီးရောက်လာစဉ်မှာတိုက်ခိုက်တာလို့ဆိုပါတယ်။ 28ရက်မှာလေတိုက်ပွဲတွေဆက်ဖြစ်နေပြီးစစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကလိုက်လံချေမှုန်းနေတဲ့ဗီဒီယိုမှတ်တမ်းတွေ ဆိုရှယ်မီဒီယာမှာပြန့်နေပါတယ် DKBA ဌာနချုပ်လည်းဖြစ်တဲ့စုံစည်းမြိုင်ရွာကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတဲ့အတွက် DKBA လည်းတိုက်ပွဲတွေပါဝင်လာနိုင်တယ်လို့ဆိုပါတယ်ဒေါ်လို့စင်မာတော့စစ်ကောင်စီတပ်ကတိုက်လေရင်တွေနဲ့ဇက်တိုက်ဘုံကျဲနေတဲ့အတွက်အဲ့ဒီလေရင်တွေ ထိုင်းနိုင်ငံဘက်ကျုံဝင်မသွားအောင်သတိပေးတဲ့အနေနဲ့ထိုင်းလီတက်ကလေရင်တွေဝဲပြန်သတိပေးနေတယ်လို့လည်းထိုင်းသတင်းတွေကဖော်ပြပါတယ်။သေဘောဘူစကန်သိန်းရေးကို KNL ၊ကင်မျိုးသားလူမျိုးရေးတပ်မတော်တပ်တွေ PDF ဗျူဟာ30နှစ်ပူးပေါင်းစစ်ကြောင်းနဲ့ Cobra Colon 2 Venom စစ်ကြောင်းတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်ပင်လောင်းဆောင်ပြောင်းလမ်းမကြီးနဲ့အနီးဝန်းကျင်မှာရှိတဲ့စစ်ကောင်စီနဲ့ PNO ပိုးပြည်သူ့စစ်စခန်းဂုံးတွေကိုဂရင်းနီတော်လိုင်းတပ်ပေါင်းစုကသိမ်းပိုက်လိုက်ပြီးလက်နက်တွေလည်းသိမ်းဆီးရမိတယ်လို့ Granny People's Voice ကဖော်ပြပါတယ်မေ18ကစတင်တဲ့စစ်စင်ရေးမှာအခုလိုသိမ်းပိုက်ရမှာစစ်ကောင်စီဘက်ကတေဆုံမှုများပြီးလက်ရဖမ်းမိသူတွေလည်းရှိတယ်60မီလီမီတာစိမ်းပြောင်းတဲ့ RPG ပကုန်းတန်းလောင်ချာတွေအပါအဝင်လက်နက်မျိုးစုံ60ခန်းရရှိတယ်လို့ KNDF ကရင်နီအမျိုးသားများကာကွယ်တပ်တော်ဝန်ရှိသူဒူးကပြောပါတယ်တိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီတပ်ဖက်ကလေကြောင်းပစ်ကူအပြင်အစိမ့်ွေဘုံးနယ်နဲ့၃ယုံမကဖဲကုံအခြေစိုက်အမှတ်336ချင်းမြန်တရင်ကနေလေလက်နက်ကြီးပစ်ကူပေးတယ်လို့ဖော်ပြထားပါတယ် ကချင်ပြည်နယ်ဖားကဲ့မြို့နယ်လုံခင်ကျေးရွာအနီးကိုရောက်ရှိနေပြီဖြစ်တဲ့စစ်ကောင်စီတပ်တွေဟာရွာသားတွေကိုဒဇဂန်အဖြစ်ဖမ်းဆီးပြီးလူသားတိုင်းအဖြစ်အသုံးပြုဖို့ပြင်ဆင်နေတယ်လို့ကချင် news group ကဖော်ပြပါတယ်။အဲဒီစစ်ကြောင်းဟာဖားကဲ့မြို့အဝင်ရမ်းချက်စက်ယုံမှာမေ18မနက်ပိုင်းက KIA ကချင်လွတ်လပ်ရေးတပ်မတော်ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်တွေဟာ အင်အားများတဲ့အပြင်လေကြောင်းပစ်ကူနဲ့ပါ တပြိုင်တည်းစစ်ထိုးလာတာဖြစ်ပြီးစစ်ကြောင်း၃ကြောင်းနဲ့ဖားကန်ဘီဝါဂုံးစီကိုဥတီဝင်လာတာလို့ဖော်ပြထားပါတယ်အပြည့်ခတ်ရစဲတဲ့ကာလအတွင်းစစ်ကောင်စီတပ်ကဘုံကျဲတဲ့အပြင်မြေပြင်ကပါဇက်တိုက်ထိုးစစ်ဆင်လာတဲ့အတွက်နောင်ချိုမြို့နယ်ကရာပြင်ရွာစခန်းကနေ TNL တန်မျိုးသားလူမျိုးရေးတက်မတော်ကမင်း26မှာခွာပေးလိုက်တယ်လို့ရွှေဖီမြေကဖော်ပြပါတယ်။မင်း20မှာတရက်ချူရွာကနေခွာပေးခဲ့ရပြီးနောက်ဒါဟာ သတင်းတစ်ပတ်အတွင်းဒုတိယတပ်စခန်းကနေခွာပေးလိုက်ရတာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာ နောင်လင်းရွာဘက်ကနေစစ်ကြောင်းတစ်ကြောင်းအုံတီးရွာဘက်ကနေစစ်ကြောင်းတစ်ကြောင်းနဲ့နောင်ချူဘက်ကိုဥတီပြီးဆက်လက်ထိုးစစ်ဆင်နေတယ်လို့ဖော်ပြပါတယ်။ ။ DNA လေးဘက်ကတော့စကန်းနှစ်ခုလက်လွတ်ရတာနဲ့ပတ်သက်ပြီးသတင်းမထုတ်ပြန်သေးပါဘူး။မန္တလေးတိုင်းမြင်းကြံမြို့ပေါ်မှာရှိတဲ့ခရိုင်ယုံရဲသင်္တန်းကျောင်းဇီးကြံစစ်တပ်ဂိတ်နဲ့သကဝါဂိတ်၄နေရာကိုတော်လန်ရေးတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခတ်ရမှာပြူစောတိ၈ဦးသေတယ်လို့မြင်းကြံဘလက်တိုက်က MPT ကသတင်းထုတ်ပြန်ပါတယ်။ မေ25မိနစ်ဆယ်နာရီမှာစတင်တိုက်ခိုက်တာဖြစ်ပြီးဒီစစ်စင်ကို မြင်းကြံဘလက်တိုက်က MBT နဲ့အတူ Burmese Gorilla Force BGF နဲ့ဘူဇာပျောက်ကြားတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဆက်ဆက်ဒေသအမ်ဘဒန်လမ်းပေါ်မှာရှိတဲ့နယ်ရေကန်အနီးတိုက်ပွဲတွေပြင်းထန်ပြီးနောက်စစ်ကောင်စီဘက်ကဆုတ်ခွာလိုက်တဲ့အတွက် MPT တာဝါတိုင်းစခန်းကုန်းအထိအေအာရခတ်တပ်တော်တွေ ရောက်ရှိလာပြီလို့နေရင်းစရာကဖော်ပြပါတယ်မေ24မှာနေရခဲ့အနီးတိုက်ပွဲပြင်းထန်ပြီးမေ28မှာ တိုက်ပွဲက MPT တာဝါတိုင်းစခန်းကုန်းအထိရောက်လာတာဖြစ်တယ်လို့စစ်ပက်သတင်းရက်ွက်ကပြောပါတယ်အပြစ်အခက်ရစဲထားစဉ်ကာလမှာပဲစစ်ကောင်စီဘက်က MPT တာဝါတိုင်းစခန်းကုန်းပတ်လည်မှာကာကင်းစခန်းတွေတိုးချဲ့တိစောက်ထားတဲ့အပြင် လက်နက်အင်အားလူအင်အားတွေထပ်ဖြည့်ထားတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။